ူပြောမလဲဆိုတော့အမကအစံတရားခင်နေလို့လေအာသူကတော့အမေရိကသွားပြီဆိုတော့အမကအဲ့တုန်းကဆိုလို့ရှင်ရုပ်ရှင်လောကကိုကိုကလည်းရန်ဝါသနာပါတယ်လှုပ်ချင်တယ်လို့ဆိုတဲ့ခါကျတော့ဒါဆိုရင်တည့်ရက်တော်နေလိုက်ရမယ်နော်တဲ့သူ့ရဲ့ရိုက်ကွင်းကိုတည့်ရက်တော်လိုက်ရတယ် ဒါပေမဲ့သူ့ကိုလည်းရမ်းနှမျောတယ်။သူကဘာလို့လဲဆိုတော့သူကအရန် idea ကောင်းပြီးတော့တရုတ်ဆောင်လည်းအရန်ကောင်းပြီးတော့ဘာဖြစ်လို့ academy မရသွားတာလဲ။အဲ့ဒါလေးလည်းပါတာပေါ့နော်သူအမေရိကထွက်သွားတာကတော့တကယ်တမ်းကျတော့လေမကအဲ့ဒီဟိုဒီအခုနုပညာလောကတွေဝင်လာတာကတော့စောင့်ဝင်ခြင်းမှာပဲဟို van နဲ့ပဲစောင့်ဝင်တာပါ feeling နဲ့ပဲစောင့်ဝင်တာလေ။ဒါပေမဲ့မန်တူရဲ့အချိန်နဲ့လောက်တာမျိုးတော့မဟုတ်ဘူး။ဘာလို့လဲဆိုတော့မန်တူကသူကမဒီလောကတွေဝင်ပြီဆိုတာနဲ့သူလည်းထွက်သွားတာပဲဆိုတော့သူနဲ့ညီမဆိုတာတောင်းတောင်းသိမ့်မသိကြတော့ဘူး။အမအစောင့်ဝင်လာ ကလေးကအမဘာသာအမပဲအမလမ်းကြောင်းပေါ်မှာအမအဲ့လိုပဲရှောက်ခဲ့တာလေအမမနှုတ်ကတော့ပြောပြတာဆိုပြတာသင်ပြတာမျိုးတွေဟိုညီမနဲ့ညီမဆိုတဲ့အခါကျတော့နည်းနည်းပပပြောပြတာလေးတော့ရှိတာပေါ့နော်အဲစပြီးတော့ဝင်ရောက်တာကတော့97 1997ကဝင်ရောက်တာအဲ့မှာက ဒါရိုက်တာတွေကကြာတော့ပထမဆုံးမောင်းနေလင်းတပြူတို့နောက်ပြီးတော့ဇဘွတွန်းတက်လွင်တို့ဆရာဆရာတို့နဲ့တုံခဲ့ရတာပါပထမဆုံးရိုက်ခဲ့တာကတော့အစမ်းအနေနဲ့ရိုက်တာကတော့ဟိုဟာဒီဟိုရဲဝဲနန်းဟောင်းတူဦးရဲ့တတရလင်းဆွဲစကားလေးအဲ့ဒါလေးရစားရဲ့ဘယ်လိုပြောမလဲဆိုတော့အမကအစမ်းရခင်နေလို့လေအာသူကတော့အမေရိကသွားပြီဆိုတော့အမကအိုက်တုံးอ่ะဆိုလို့ရှင် ရုပ်ရှင်လောကကိုကိုကလည်းအယံဝါသနာပါတယ်လှုပ်ကျင်တယ်လို့ဆိုတဲ့ခါကျတော့ဒါဆိုရင်တဲ့တရက်တော်နေလိုက်ရမယ်နော်တဲ့သူ့ရဲ့ရိုက်ကွင်းကိုတရက်တော်လိုက်ရတယ်တရက်လိုက်တဲ့ခါကျအဲ့တရက်ထဲနဲ့တူပဲဟိုဦးသက်လွင်တို့ဦးနီတို့အကုန်လုံးပေါ်ဒရိုက်တာဘိုင်းကမြင်သွားပြီးတော့ဟိုလုံရင်ဖြစ်နိုင်တယ်ပေါ့ဆိုပြီးမှအဲ့ဒါနဲ့ဆွဲခေါ်ပြီးတော့ရိုက်ဖြစ်တာအရှိတာပေါ့သူကအာမပေတာဆိုတဲ့ကားမှလည်းသူက ဟိုကဖြစ်တာလေအရန်ပောက်ခဲ့တာလေအရန်ပောက်ခဲ့တော့ဒါပေမဲ့သူ့ကိုလည်းရန်နှမျောတယ်သူကဘာလို့လဲဆိုတော့သူကအရန်အိုင်ဒီကောင်းပြီးတော့တရုတ်ဆောင်လည်းအရန်ကောင်းပြီးတော့ဘာဖြစ်လို့အကယ်ဒမီမရသွားတာလဲအဲ့ဒါလေးလည်းပါရပါတော့သူအမေရိကထွက်သွားတာကတော့ အဲတကယ်တမ်းကျတော့လေမကအဲ့တဲဟိုဒီအခုနုပညာလောကတွေဝင်လာတာကတော့စောင့်ဝင်ခြင်းမှာပဲဟို van နဲ့ပဲစောင့်ဝင်တာပါ feeling နဲ့ပဲစောင့်ဝင်တာလေဒါပေမဲ့မန်တူရဲ့အချိန်နဲ့လောက်တာမျိုးတော့မဟုတ်ဘူးဘာလို့လဲဆိုတော့မန်တူက तू ကမဒီလောကတွေဝင်ပြီဆိုတော့ ਨੇ तू လဲထွက်သွားတာပဲဆိုတော့ तू နဲ့ညီမဆိုတော့တောင်းတောင်းသိမသိကြတော့အမအစောင့်ဝင်လာကြတဲ့အမဘာသာအမပဲအမလမ်းကြောင်းပေါ်မှာအမအဲ့လိုပဲရောက်ခဲ့တာလေ အမမနူကတော့ပြောပြတာဆိုပြတာသင်ပြတာမျိုးတွေဟိုညီမနဲ့ညီမဆိုတဲ့အခါကျတော့နည်းနည်းပါးပါးပြောပြတာလေးတော့ရှိတာပေါ့နော်အဲ့လိုပြောမှဆိုတော့ academy ကတော့ရတော့ရကျင်တော့ဗဒါမဲ့ကိုလိုရမဲ့အလုံးမှာလေ academy ရနိုင်တဲ့လောက်ွက်မျိုးတွေအဲတိတ်မရှိခဲ့ဘူး ဟိုရှိတော့ရှိခဲ့ဘူးတာပေါ့နော်ပထမဦးဆုံးနှစ်တွေဟိုကိုမရိုက်တော့ဘူးဆိုတဲ့အချိန်အတိုင်းဒါအတွဲမှာပေါ့နော်20ရာနေစား2020ရာနေစားပြီးတော့မရမရိုက်တော့တာမရိုက်တော့တဲ့ခါကျတော့အနောက်ကျပြီးမရိုက်ဖြစ်တော့တာလေအဲမရိုက်ဖြစ်တော့ခါကျတော့အဲ့အချိန်မှာတုန်းကအကယ်ဒမီရမဲ့ကားမျိုးလာကန့်လန့်တာရှိတယ်အမျိုးသားကိုမသိအောင်ပေါ့မရိုက်ရအောင်ဆိုပြီးတော့မှဟိုကန်ဆယ်လုပ်လိုက်တာပေါ့နော်အဲ့ခါကျတော့မရိုက်ကယ်ဒမီမရဖြစ်တော့ဘူးဒါပေမဲ့ကိုအကယ်ဒမီအဲ့ဒီကားမှာက သူများကသူ့ဟာသူစ조사လို့သူ့ဟာသူအကယ်ဒမီရသွားတာတော့မှန်တာပေါ့နော်ဟိုကိုရိုက်ပဲဆိုရင်လည်းအကယ်ဒမီရချင်မှရမှာပါအဲနှမျိုးတော့နှမျိုးတာပဲသူရှိနေလို့ရှိရင်ကိုလည်းဒီလောက်အထိခက်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 ရုန်းကန်ရစရာအကြောင်းမရှိဘူးလေသူရှိနေတော့သူနဲ့လက်တွဲပြီးတော့အလုပ်လုပ်ရလို့ဆိုတော့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့ကိုကထင်တာပေါ့နော်အဲ့သူသူပောက်ခဲ့တဲ့ဇာကားလေးတော့အေးပပန်လေးရပါတော့ပါတော့အဲ့ဒါလေးကတအားပောက်ခဲ့တဲ့ဆိုတော့အရင်တော့ ခက်တုံးကပေါ့ဦးကျော်ဟင်းရဲ့ခက်ပေါ့လေဦးကျော်ဟင်းခက်တုံးကတော့မနုနဲ့တွဲပြီးရောရိုက်တဲ့ကားတွေအများကြီးရှိခဲ့ပြီလေကိုကျော်သူတို့ခက်ပေါ့နော်အဲအဲ့တော့ကိုမောင်တို့နဲ့တွဲရိုက်တဲ့ကားတွေကိုရန်လေးတို့နဲ့တွဲရိုက်တဲ့ကားတွေအများကြီးရှိခဲ့တယ်လေအဲ့ခါတုံးကတော့ဟိုသူ့ရဲ့ရိုက်ကွင်းကိုခဏလိုက်ခဲ့တရက်ပဲတရက်ပဲသူကအများကြီးပုံမခေါ်ဘူးရုပ်ရှင်တော့ကောင်းဝင်ကျင်လို့ရှိရင်ဒီလူရဲ့ဒီလိုရှိတယ်ဆိုတဲ့အကြောင်းအခုရင်တော့ဆိုရင်တော့ပန်းစိုးရံပေါ့အဲပန်းစိုးရံကိုတစ်ခေါက်လိုက်အဲပန်းစိုးရံတစ်ခေါက်ပြီးသွားလို့ရှိရင်ရှူတင်တည့်ရက်လိုက်ဒါပဲ တန်းရက်တွေမလိုက်နဲ့အဲ့မှာအဲ့မှာမှာဟိုမိတ်ဆက်ရင်းနဲ့တွေ့သွားတာတို့ဘာလို့ညာဆိုကြလမ်းသူ့စီကိုလမ်းခေါ်တယ်လမ်းခေါ်တော့သူကနေကိုယ်ပြန်ခေါ်ပေးတယ်အဲ့ဒါအဲ့အဲ့ကလေးကဝင်ပြစ်သွားတာမသိတော့စန်းရခင်လူဆိုတာတောင်မှပဲအခုခက်ကမသိကိုမသိကြတော့တိတ်တော့မမှတ်မိတော့ဘာလို့လဲဆိုတော့ဒီရုပ်ရှင်တော့ကနေဝေးသွားတာလေနှစ်နှစ်ဆက်လောက်ဝေးသွားပြီအခုပြန်ရိုက်တဲ့အချိန်မှာကြတော့လေလူဇလန်တွဲတွေရိုက်ရတာပေါ့နောက်ပြီးတော့အခုနောက်ပိုင်းမှာကမှတ်မှတ်ရရကလေးကတော့လေအဲ့လိုဗာလဲကန်ကောင်းမှာ ကိုဝင်းလွင်ထက်တို့လမ်းခေါ်တော့ကိုထက်လမ်းခေါ်တာနဲ့အဲရိုက်ဖြစ်သွားတာနဲ့အဲရုပ်ရှင်ဇာကားကြီးဒီမှာကံကောင်းဆိုတဲ့ကားလေးကိုတော့ဟိုနည်းနည်းပို့ပြီးတော့မှတ်မိတာပေါ့နော်